စီစနစ်ကိုမလိုလားဘူးလားမလိုပါဘူးလိုလားတယ်ဆိုရင်ဒီမိုကရေစီစနစ်ဘာလဲဆိုတာပြဖို့လိုတယ်ဒီမိုကရေစီဆိုတာအများဆန္ဒအရနော်အများရွေးချယ်တဲ့ပုဂ္ဂိုလ်များကနော်အုပ်ချုပ်တာအများအကျိုးတွေအများသုံးမှုပါအများဆန္ဒအရအများအကျိုးအတွက်အများရွေးချယ်ထားတဲ့ကိုယ်စားလှယ်များအုပ်ချုပ်တာကိုဒီမိုကရေစီစနစ်လို့ခေါ်တယ်ရွေးချယ်ကတော့ကျွန်တော်တို့ကျွန်တော်ကတကယ်တော့ဝန်ထမ်းဘဝကိုဖျက်ဆီးခဲ့ရတယ်ပေါ့ ျွန်တော်ရဲ့ဝန်ထမ်းဘဝအတွေ့အကြုံတွေမှာကျွန်တော်ရဲ့ကျောင်းသားဘဝပြသနေတော့ကျောင်းသားဘဝအတွေ့အကြုံတွေမှာကျွန်တော်လုပ်ချင်တဲ့ကိစ္စတွေရှိတယ်။အဲ့ဒါဘာလဲဆိုတော့စစ်မှန်တဲ့ဒီမိုကရေစီကိုပေါ်ဆောင်တာ။စစ်မှန်တဲ့ဒီမိုကရေစီကိုပေါ်ဆောင်တယ်ဆိုတာကတော့ဒါအများသိပ္ပာအတိုင်းပဲဒီအများအကျိုးအတွက်အများနေပြီးတော့ရွေးချယ်ထားတဲ့လူတွေကနော်အများအကျိုးအတွက်ပြန်ပြီးတော့အများပြန်လဲပြီးတော့အုပ်ချုပ်တဲ့စနစ်ပေါ့။ဒီလိုမျိုးစနစ်ကိုပေါ်ထွန်းဖို့အတွက်ကိုကျွန်တော်သိပ်ပြီးတော့လှူလာတယ်။ သက်ကူမပီဘာမောခချုပ်ဖြစ်ခဲ့ရဆိုတော့ကျွန်တော်ကတကယ်တော့ပြောရရင်စီသက်ကူမပီဘာမောခချုပ်မဖြစ်ခင်ဘာမောခဖြစ်တဲ့အင်ဂျာကြီးတာဝန်တွေထမ်းဆောင်ရရဲ့အဲ့ဒီမတိုင်ခင်ကကျွန်တော်သူကဆရာဝန်ကြီးပေါ့သူကဆရာဝန်ကြီးဆိုစီကူတာမှုတွေလုပ်ခဲ့ရတာပေါ့အဲ့တော့ကျွန်တော်ကတန်တန်းတစ်ဆောင်ပါတော်မူတွေလုပ်ခဲ့တယ်သင်ကြားရေးအဆင့်မြင့်ပညာရေးသင်ကြားမှုတွေလုပ်ခဲ့တယ်နောက်အုပ်ချုပ်ရေးပိုင်းကိုရောက်ခဲ့တယ်အဲ့လိုမျိုးပမောက္ခကျုပ်အကောင့်တယောက်အနေနဲ့ ကိုယ့်ရဲ့အတွေ့အကြုံပေါ့နော်ခုနကကုသရေးအတွေ့အကြုံအစိမ့်ပညာသင်ကြားရေးအတွေ့အကြုံအုပ်ချုပ်ရေးအတွေ့အကြုံဒီအတွေ့အကြုံတွေကကျွန်တော်ဟာပြည်သူလူထုအတွက်နော်တကယ်လိုအပ်တဲ့အရာဘာလဲနော်အစိမ့်ပညာရေးမှာကျောင်းကျောင်းသားအတွက်လိုအပ်တဲ့အရာဟာဘာလဲပေါ့နော်အုပ်ချုပ်ရေးဘက်မှာ တကယ်တမ်းအုပ်ချုပ်မှုစနစ်ကောင်းဆိုတာဘာလဲပေါ့ဒါတွေကိုကျွန်တော်ကကိုယ်တိုင်ခံစားသိရှိခဲ့ရတယ်ဆိုတော့ကျွန်တော်အဲ့ဒီတော့ဖြတ်တန်းခဲ့ရတဲ့ကာလတစ်လျှောက်ကကျွန်တော်တို့မလုပ်နိုင်ခဲ့တာတွေเนาะပြက်ပြက်သားသားမဖြစ်ခဲ့တဲ့ကိစ္စတွေဒါတွေရှိတာပေါ့ရတာပေါ့အဲ့ဒါကိုကျွန်တော်ကအကောင့်ထဲပေါ်ခြင်းတယ်ကောင်းတဲ့ပေါ်ခြင်းတော့ကျွန်တော်ဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတွေကျွန်တော်သုံးမယ်သုံးပြီးတော့ပြည်သူအကျိုးအတွက်ကျွန်တော်ဆောင်ရွက်ဖို့ เนาะဆောင်ရွက်နိုင်မယ်လို့ယူဆတယ်ဒါပါမုခ္ခကျုပ်ဟောင်းတယောက်ရဲ့ဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံညာဒီလူတွေအတွက်အကျိုးပြုနိုင်မယ်ပေါ့အစိမ့်ပညာရေးစတဲ့လူလုဆရာရှိရတယ်အများကြီးရှိတာပေါ့เนาะစေကုသရေးမှာလည်းအများကြီးလုဆရာရှိတာရှိတာပေါ့အုပ်ချုပ်ရေးပိုင်းမှာလည်းကျွန်တော်ဆောင်ရွက်ဆရာတွေအများကြီးရှိတာပေါ့ဒါဒီအကုန်လုံးကိုကျွန်တော်ဆောင်ရွက်ဖို့အတွက်ကျွန်တော်မှာအတွေ့အကြုံတွေရရှိလာတယ်လို့ကျွန်တော်နေယူဆတယ်ဒါကြောင့်မလို့ကျွန်တော်ဒီလူတွေအများကြီးဆောင်ရွက်နိုင်မယ်လို့ညွှန်လင့်ခဲ့ တော်ကိုယ်စားလှယ်တော်ဆိုကျွန်တော်တို့တောင်ဝင်ကမဲဆန္ဒရှင်တွေတွေ့ရမယ့်တာကိုရှိတယ်။မဲဆန္ဒရှင်အများစုကတော့တောနေလူရန်စားတွေဖြစ်တယ်။ကျွန်တော်တို့ရွာတွေတွားတယ်၊တောတွေတွားတယ်။ကျွန်တော်တို့တွားတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့ခြေနဲ့တဲ့အားရတယ်၊ပြည်ကြီးဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတကယ်လက်တွေ့မှာပြည်သူတွေနဲ့တော့ပြည်သူအကျိုးဆောင်ရွက်မဲ့เนาะဒီမိုကရေစီနိုင်စင်ကိုဖော်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူဘဝကိုကျွန်တော်တို့တွိုင်းလိုင်းနဲ့တကယ်ကိုခံစားသိရှိခဲ့ရတယ်။နန်းနေရာအစเนาะနောက်ဆုံးဒီ เนาะไอ้ด่าบ่เนาะชี้ๆเปียวอ่ะดิโลเมคเตอร์อ่ะอสบ่สัสๆเหย่าบ่ปิดูเนี่ยซาวินี่เนาะเจนรุมาคือขอเปียวฉินโนปิดูขอเลยปิดูเนี่ยนี่อลุกนี่ลงมาอายะมาอามะละขึ้นนี่แหละอารมณ์อ่ะเล่ลุเลซาดิเนี่ยนี่แหละไอ้เจ้าก็บาเลยสอดีในงานมา ပြိုက်တဲ့ခါကျတော့ကျွန်တော်စီလာတယ်လူတွေလာရှိလို့ရှိရင်အမျိုးသမီးနဲ့ကလေးတွေနဲ့တက်ကြီးရွယ်ကြီးတွေပဲတွေ့တယ်လူငယ်လူလတ်တွေလည်းမတွေ့ဘူးပေါ့ဒါရီကကျွန်တော်ရရှိရဲ့တွေ့တယ်ဘာကြောင့်လူငယ်လူလတ်တွေမတွေ့လဲဆိုတော့ဒီနိုင်ငံမှာကိုလုံလို့ရတဲ့လုံအားနဲ့ရတဲ့အခဟာအခြားနိုင်ငံတွေမှာပုံရတယ်သူများနိုင်ငံမှာကျွတ်သွားခံရတယ်လို့တွားလို့ရတယ်ပေါ့ဒါမျိုးတွေကိုကျွန်တော်တကယ်ပဲမျက်စိနဲ့တကယ်လက်တွေ့တွေ့ကြရတယ်ဘာကြောင့်လဲဆိုတော့အချင်းချင်းပဲတကယ်လူငယ်တွေမတွေ့တော့ဘူးအများနဲ့မျိုးပေါင်းတယ်ဗမာနိုင်ငံလူငယ်တွေကအဖို့တန်တယ်ကျွန်တော်တို့ကလူငယ်တွေကိုဦးစားပေးတယ်လူကြီးနဲ့လူငယ်တွေကျွန်တော်ကလူငယ်ဦးစားပေးတယ်ဆရာနဲ့တပည့်ဆို င်သပဲဥစားပေးရမယ်။ခေါင်းဆောင်နဲ့နောက်လိုက်ဆိုနောက်လိုက်ကိုဥစားပေးရမယ်။ဥစားပေးတဲ့ဆိုရင်နီတိကိုချိုးပေါက်တာမဟုတ်ဘူး။သူတို့အတွက်နော်သူတို့အတွက်သူတို့ခံစားနေရတာသူတို့အကျိုးရှိအောင်ဘယ်လိုလဲ။အနာဂတ်မှာသူတို့ကကျွန်တော်တို့နိုင်ငံကိုဆိုးပါလေ။ဒါကြောင့်မလို့ကျွန်တော်တို့ဒီငယ်လေးလေးကြီးပါမှာအများကြီးပဲမရှိတော့ဘူးဆိုတာကိုကျွန်တော်တို့သိရတဲ့အခါမှာကျွန်တော်တို့ကတကယ်ပဲစစ်မှန်တဲ့ဒီမိုကရေစီကိုပေါ်ဆောင်ပြီးတော့နော်အများဆန္ဒနဲ့အညီ အုပ်ချုပ်ပြီးတော့အများအကျိုးအတွက်ဆောင်ရွက်ချင်တာဆိုတော့အလုပ်ကံကြီးဖွင့်လာနေလူငယ်ကြီးတွေပေါ်ပေါက်လာမယ်ပညာရေးစင်တာကြီးမြင့်မားလာမယ်ပေါ့စတဲ့ဖြစ်ပေါ့ကျွန်တော်တို့လုံးဝမဲ့လုပ်ကိုကြီးရွာဆင်းရဲတဲ့အခါကျတော့ပတ်ပတ်ကိုယ်မင်းဖြစ်သွားတာပေါ့ဒါကျွန်တော်တို့အတွက်အများကြီးအဖုံးဖြတ်နိုင်တဲ့အကျိုးကြီးစီ ွဲနဲ့ပတ်သက်ပြီးတော့ဖြစ်ဆက်ပြောရရင်တော့အခုရွေးချယ်တင်မြောက်ပွဲဟာတရားမျှတတဲ့ရွေးချယ်တင်မြောက်ပွဲဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်လို့ရွေးချယ်တင်မြောက်ပွဲဝင်တယ်။အဲ့တော့တရားမျှတအောင်ဆောင်ရွက်ပေးလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်။ဒါကျွန်တော်ရဲ့ယုံကြည်ချက်ကျွန်တော်တို့ဘက်ကလည်းသတ်မှတ်ထားတဲ့စီးရက်ကန်းတဲ့အတိုင်းဆောင်ရွက်နေတယ်။ပေါ်ပြောတဲ့နေရာမှာရောစီးရုံးတဲ့နေရာမှာရောနော်စီးကန်းနဲ့မနေတာကျွန်တော်တို့ဘာမှမလုပ်ဘူး။ဘာမှမလုပ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လုပ်ငန်းတွေကအောင်မြင်မယ်လို့ကျွန်တော်ယူဆတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီရွေးချယ်တင်မြောက်ပွဲကိုတကယ်ဖြစ်မြောက်အောင်ဆောင်ရွက်ပေးတဲ့ လူတွေအကုန်လုံးကိုကျွန်တော်ကတော့ကျေးဇူးတင်ဘောဓာတ်ကိုပြောရမယ်ကျွန်တော်ဝန်ထမ်းဖြစ်ခဲ့တယ်ဝန်ထမ်းဆိုတာကျွန်တော်တို့မှာထမ်းဆောင်ရတဲ့တာဝန်ရှိတယ်လိုက်နာရတဲ့စီကံရှိတယ်စောင့်သိရတဲ့ကျင့်ဝတ်ရှိတယ်ကျွန်တော်တို့ဝန်ထမ်းဖြစ်တော့လည်းကျွန်တော်တို့လုပ်ရမယ်လို့ကျွန်တော်တို့လုပ်ခဲ့တယ်စီကံနေဆိုရင်ကျွန်တော်လိုက်နာခဲ့တယ်ကျင့်ဝတ်ကြီးဆိုရင်စောင့်သိခဲ့တယ်ပေါ့ဒီလိုပဲပေါ့နိုင်ငံရေးနိုင်ငံရေးတမဖြစ်လာတဲ့အခါကျတော့လေပြည်သူလူထုအတွက်ကျွန်တော်တို့နိုင်ငံရေးလုပ်တဲ့အခါမှာကျွန်တော်တို့ရဲ့ ချမှတ်ထားတဲ့เนาะကျွန်တော်တို့မှာကိအောင်နေတယ်ကျွန်တော်လုတ်ချင်တဲ့နိုင်ငံရေးကပြည်သူ့ပြည်ပဲเนาะကျွန်တော်တို့ပါတီဆိုလည်းပြည်သူ့ပါတီဖြစ်ရမယ်ဆိုလိုတာကတော့ကျွန်တော်တို့ကစစ်မှန်တဲ့ဒီမိုကရေစီကိုပေါ်ဆောင်ခြင်းတာ ပေါ်ဆောင်ရင်လည်းဆိုတော့ခုနကျွန်တော်ပြောခဲ့တယ်လို့ပဲအများကျွတ်တွေ့နော်အများကြီးပြီးတော့တော့တကယ်တော့အများဆန္ဒနဲ့ရှိတဲ့ကိစ္စကိုအများကျွတ်တွေ့ပြီးအများလေးဆောင်ရတယ်အများဆိုပြည်သူပေါ့အဲ့တော့ပြည်သူကျွတ်တွေ့ပြည်သူဆန္ဒနဲ့အညီပြည်သူကအုပ်ချုပ်တဲ့စနစ်ပေါ့အဲ့ဒါမျိုးစနစ်ကိုကျွန်တော်တို့သွားရမှာဖြစ်တော့ကျွန်တော်ဒီနိုင်ငံရေးသမားဖြစ်လာတဲ့အခါမှာလည်းဒီပုံမှာအခြေခံပြီးတော့ကျွန်တော်ဆောင်ရွက်မှာဖြစ်တယ်အဲ့တော့ဘာမို့ခုနပြောဝန်ထမ်းတယောက်ဖြစ်ခဲ့တဲ့ဘုံကလည်းကျွန်တော်ဝန်ထမ်းနဲ့ပတ်သက်တဲ့ဘုံကတက်ဆောင်ရမယ့်တာဝန်လိုက်နာရမယ့်စီကံဆောင်တရမယ့်ကြီးဘုံ တော့ဆောင်ရွက်ခဲ့တယ်လို့ကျွန်တော်တို့အခုဣသူကိုယ်စလေဖြစ်တဲ့အခါမှာလေကိုယ်စလေဒီမှာဣသူကိုဩဇာမပေးရဘူးအာဏာမပြရဘူးခွင့်ရင်းမီပါဘူးပေါ့ဒါတွေကိုကျွန်တော်စောင့်ထိုင်းပြီးတော့တကယ်တော့စစ်မှန်တဲ့ဒီမိုကရေစီကြီးရအုပ်ချုပ်တဲ့နိုင်ငံရေးသမားတယောက်ဖြစ်လာမယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့နော်ဒီဝန်ထမ်းဘဝတော့ကလည်းတာဝန်ကြီးအောင်လုပ်ခဲ့တယ်လို့ဒီနိုင်ငံရေးသမားဘဝမှာလည်းကျွန်တော်ဣသူအတွက်တာဝန်ကြီးရမယ်ဆိုဆိုမြတ်တဲ့တော့မှရှိမိတာပဲ